ဂိုင်းကိုကြည့်ရဗျာအဲ့တော့ကျွန်တော်ဒီလူမိုက်တွေရှိတဲ့နေရာဘယ်တော့မှဒီကျွန်တော်တို့ဒီအဲ့ဒီ data တည်ငြိမ်မှုမရှိဘူးလူမိုက်တွေကသူတို့ရဲ့ဒီရန်ရာကြီးခိုင်မှာဘို့အတွက်အပေါ်မှာကျွန်တော်တို့အဲခေါင်းဆောင်မှရှိတယ်ခေါင်းဆောင်မှသူလက်ထောက်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 ရှိတယ်ကျွန်တော်ယုံအဖွဲ့ဒီဖွဲ့စည်းထားတယ်လို့ပြီးတော့ကျွန်တော်တို့အဲ့မှာသူရဲ့ data အပိုင်နေပေးထားတယ်အပိုင်နေပေးသူကအဲ့လိုသူရဲ့ crew တွေနဲ့လဲပတ်နေတာဒီလူတွေကခင်ဗျကောင်းကောင်းကောင်းဝင်လုပ်နေတာမဟုတ်ဘူးမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော် နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်မြို့ရဲ့အခြေအနေတခုပါမေလ19ရက်နေ့တနင်္လာပြည့်ဒီကနေ့ဒီကနေ့မနက်ပိုင်းမှာရန်ကုန်မြို့လယ်မှာရှိတဲ့ပါဆိုရလန်နဲ့ဒီကန်နာလန်တောက်ကန်နာလန်တောက်မှာ 1BA စီးနေတဲ့လူငယ်ကိုဒီကပိုင်းနဲ့အဖွဲကကပိုင်းနဲ့အဖွဲကကျွန်တော်အုပ်စုဖွဲ့ကိုရိုက်နှက်လိုက်တာအုပ်စုဖွဲ့ကိုရိုက်နှက်လိုက်တော့အဲ့ဒီလူငယ်လေးကကျွန်တော်တို့ခေါင်းမှာဒဏ်ရာဒဏ်ရာများစွာရပြီးတော့ဒီမှတ်တိုင်ရဲ့မှတ်တိုင်ရဲ့ကျွန်တော်တို့မှတ်တိုင်ဒီမှာရဲ့တပ်ပင်ချေမှာကျွန်တော်ခွေခွေလေး အဲ့ဒီအချိန်တွေကိုကျွန်တော်ကိုပူတင်းနဲ့ပေါ်တာများလူမှုကူညီအတင်းရတယ်။သွားသွားပြီးကူညီတယ်။ကူညီတဲ့ချိန်လာကျွန်တော်၈နာရီ၄၅မိနစ်မှာသွားကူညီတယ်။ခေါင်းမှာတိုးတွေထွက်ပြီးတော့ဒီလမ်းမှာလဲနေပေါ့ဗျလဲနေတော့အဲ့ဒီသမ်းမှာရှိတဲ့ပြည်သူတွေကအဲဒီလူမှုကူညီတဲ့အကူညီတောင်းတယ်ပေါ့။အကူညီတောင်းတော့ဒါလူမှုကူညီအတင်းကလာပြီးတော့ကူညီကြဲစေလို့တယ်။ပြီးရင်ကျွန်တော်ရန်ကုန်စိုးရုံပို့ဆောင်ပေးလို့သိရတယ်။ရိုင်းနေခိုင်တဲ့အမျိုးသားကအသက်၁၉နှစ်အရွယ်ရှိပါတယ်တဲ့။သူတို့ရဲ့အဲ့အမျိုးသားရဲ့ဒီဥကောင်းညာဘက်ဂျိုးဆောင်မှာဒီပေါက်ပြဲတရားရရှိခဲ့ပါတယ်။လက်ရှိတော့ဒါသူ့ရန်သူကရန်ကုန်စိုးရုံပို့တယ်။ ူနာရဲ့ကြီးမှတ်တမ်းနဲ့ပတ်သက်ပြီးတော့တို့အချိန်တွေတော့မသိရသေးပါဘူးနော်။ဘာကြောင့်ဆိုကောင်လေးကမေ့နေတဲ့အတွက်ဒါမေ့နေတဲ့အတွက်တို့ဒီကျမ်းမာရေးအသက်ရှင်ဖို့အတွက်ဒါဆောင်းနေနေတာတော့ရှိရတယ်။ရှိလို့နားလေရတယ်။စိုးရိမ်ရမရှိဘူးလို့သိရတယ်။အဲ့မှာကျွန်တော်တို့ဒီလူမှုကွန်ရက်အသင်းရဲ့တာဝန်ရှိသူပြောတာကအသက်20ဝန်းကျင်ကလေးတယောက်ခေါင်းမှာသွေးတွေနဲ့လဲနေတယ်ဝိုင်းခံရတယ်ဆိုပြီးတော့အကူကြီးတောင်းတောင်းတဲ့ဖောင်းနဲ့အကူကြီးတောင်းတယ်ပေါ့ဗျာအချာမိတ်ဆွေအချာလမ်းသွားလမ်းလာအကူကြီးတောင်းတယ်တဲ့ရောက်တော့ကောင်လေးကသတိလက်နေတယ်တဲ့ခေါင်းမှာလည်းပေါက်ပြဲတန်ရာပြက်ချတန်ရာတွေ့ရပါတယ်တဲ့ဖြစ်စဉ်ဖြစ်စဉ်က အဖြစ်စီဖြစ်စီပေါ်မှာပဝန်းကြီးကိုမေးလိုက်တဲ့အခါမှာလေဝိုင်ပြဲကဝိုင်ပြဲပေါ်မှာကပိုင်းနဲ့ကန်နဲ့ကပိုင်းနဲ့ကန်ပြီးတော့ဒီကပိုင်းနဲ့ဖွဲ့ရတဲ့အကောင်လေးကိုဒီကားဝါနဲ့အောက်ထဲကန်ချတယ်။အောက်ထဲကန်ချတဲ့အခါမှာအောက်ထဲကောင်လေးကရောက်တဲ့အခါမှာအဲ့ဒီအဲ့ဒီအဖွဲ့ကထပ်ပြီးရိုက်တယ်တဲ့။ကောင်လေးကိုရိုက်တယ်အဲ့လိုဖြစ်ပါတယ်။အဲ့လိုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီနေရာကတကယ်ကိုကျွန်တော်လုံခြုံရအားကောင်းတဲ့နေရာပါ။အဲ့တော့ရန်ကုန်မြို့မှာတော့ကျွန်တော်တို့ဒီဓမြအဲ့ဒီကျွန်တော်တို့ဒီကပိုင်းနိုင်ဖွဲ့တွေတော်တော်လေးတောင်းကြပါတယ်။နောက်ဆုံးအဲနောက်ဆုံးကဗျာဒီလူရီကိုကဗျာအသက်အန္တရာယ်ပြုတဲ့ဒီကိုတောင်းကြတယ်။လှိုင်းသားမှာဆိုလည်းထုံနေတူပါပဲ။ အဲ့တော့ရန်ကုန်မှာအစိုးဆုံးနေရာဆိုတော့ခင်ဗျားအိမ်မှာ90လို့တတိမင်္ဂလာ90လို့ပြီးရင်ကျွန်တော်တို့အဲ့မှာအတိတ်ဝင်လာ0လို့အဲ့ဒီမှာဆိုတော်တော်တောင်းကြနေဗျာအဲ့ဒီမှာခင်ဗျားလိုက်မြင်ကြည့်လိုက်ငါးတိုင်းမှာရှိတဲ့လူတွေတတိဝင်လာတိုင်းနေရာလူတွေပြီးရင်ကျွန်တော်တို့ဒီဘက်ကကြီးမြင့်တိုင်း90ရလူတွေဈေးဟောင်းခေါ်တာပေါ့အဲ့ဒီလူတွေကအဲ့ဒီဒီအဲ့ဒီမှာရှိတဲ့လူမိုက်ခေါင်းဆောင်တွေကိုလားစင်လားစင်ဆက်ကြီးဆက်တာလေဆက်ကြီးကိုပြရတယ်အဲ့ဒီဘိုင်းကိုလည်းကျွန်တော်တို့ဒီရန်ကုန်မြို့မှာရှိတဲ့ဒီလုံချုံရန်နေရာကဖြိုခွင်းတာတော့သိပ်မတွေ့သေးဘူးတကယ်ကိုပြရတာ အဲ့ဒီငွေကြေးတွေကနိုင်ငံတော်လည်းစီစဉ်တာမဟုတ်ဘူးစေယုံဆောင်မှုလည်းစီစဉ်တာမဟုတ်ဘူးတိုင်းပြည်ပြည်လုပ်ငန်းရေးတွေလည်းစီစဉ်တာမဟုတ်ဘူးအဲ့တော့ဒီလူမိုက်ဖွဲ့တွေအိမ်ထဲရောက်တယ်လူမိုက်ဖွဲ့ကတပည့်တပည့်တွေမှုတယ်လူမိုက်တွေလှုပ်တယ်ဓာကြီးကတော့မလှဘူးပေါ့ဗျာဒီလူမိုက်တွေအတိုင်းပြည်တိဆောက်လာကျွန်တော်တို့မရှိဘူးဗျာမရှိဘူးဗျာဒေသအခြေအနေတည်ငြိမ်ချင်တယ်ဆိုတော့ခင်ဗျာရှင်းဖို့လွယ်ပါတယ်ဗျာအများကြီးမကြည့်ရပါဘူးခင်ဗျာအဲ့မှာခင်ဗျာအဲ့မှာတတိမင်္ဂလာ၅ဈေးအဲ့မှာလူမိုက်တွေအများကြီးပဲအဲ့ဒီမှာရှိတဲ့ဒိုင်းတွေတော့မကြည့်လိုက်အဲ့မှာကျွန်တော်၅ဒိုင်းနေကျွန်တော်မိတ်ဆွေတွေရှိပါတယ် အဲတွန်တွေးသားတွေပြီးခရီးသုံးခါသားတွေအမှငါးတိုင်းနေရှိပါတယ်ငါးတွေမွေးနေကြတယ်ရှိပါတယ်ရှိပါတယ်သူတို့ဆိုကြမြတ်ဆက်ကြီးပြေးနေရမနေဘူးပဲပြီးကျွန်တော်တိတိမဲ့လာငါဒီဘက်ဈေးသိဈေးသိဆိုရထိုးတီးတူပဲပြီးတောက်လျှောက်ပြေးနေရအဲ့ဒါရှင်းပလိုက်ပါလားဗျာအဲ့ဒီသားဘလောက်တော့ဂုံနေလိမ့်မယ်လူမိုက်တွေရှိနေနေဗဲတော့မှမကြည့်ရင်ပူမနေနဲ့ပူမနေအဲ့ဒီအောက်မှာသူတို့မှဆင်ဝါဆင်ဝါဆင်ဝါဆိုပဲမွေးရတာအများကြီးပဲအခွေလိုက်ကြီးပဲပြီးတော့ဒီဘက်မှာကျွန်တော်တငင်းကုန်ဘူတာဈေးထုံနီးတူပဲအဲ့လိုကျွန်တော်တောင်းကြနေတာ အပီးခဲ့တဲ့ကာလကကျွန်တော်တညင်းကုန်းဘူရာစီမှာဒါကျွန်တော်တို့ဒီကုံစီဆွဲတဲ့ကာတရားတိုက်ခိုင်းတယ်ပြီလူပါသားခိုင်းတဲ့အခြေအနေရှိခဲ့တယ်ဗျအဲလူမိုက်တွေရှိနေတော့အဲ့ဒီရဲ့ဒီတရားဥပဒေစိုးမိုးရဲ့မတည်မငြိမ်မှုတွေကိုခံစားနေရမှာပဲခံစားနေရမှာဒါတွေကိုကျွန်တော်တို့ပြည်ပသားရှင်းလင်းဖို့လိုတယ်အဲ့လိုမိုက်နေလားဗျမိုက်နေဗျအဲ့ဒီလူတွေကမြန်အကုန်လုံးအကုန်လုံးကမြန်ပြည်သူပတ်သားပတ်စားတွေကထက်ပလိုက်စမှာအကုန်လုံးရှေ့တမဘလောက်မိုက်နိုင်မလဲလို့ပတ်စားတွေထည့်ပြီးတော့လူမိုက်တွေအဲ့လိုမိုက်တာဂိုင်းကိုကြည့်တယ်ဂိုင်းကိုကြည့်တယ်ဗျာ တော့ကျွန်တော်ဒီလူမိုက်တွေရှိတဲ့နေရာဘယ်တော့မှဒီကျွန်တော်တို့ဒီအဲ့ဒေတာတည်ငြိမ်မှုမရှိဘူးလူမိုက်တွေကသူတို့ရဲ့ဒီရန်ဒီယာကြီးခိုင်မှာဖို့အတွက်အပေါ်မှာကျွန်တော်တို့အဲခေါင်းဆောင်မှရှိတယ်ခေါင်းဆောင်မှသူလက်ထောက်လက်ထောက်တော်တော်လက်ထောက်ရှိတယ်ကျွန်တော်ရုံအဖွဲ့ဒီဖွဲ့စည်းထားတယ်လို့ပဲပြီးတော့ကျွန်တော်တို့အဲ့မှာသူ့ရဲ့ဒေတာအလိုက်အပိုင်နေပေးထားတယ်အပိုင်နေပေးသူကအဲ့လိုသူ့ရဲ့ crew တွေနဲ့လဲပတ်နေတာဒီလူတွေကခင်ဗျကောင်းကောင်းဝင်လုပ်နေမှာမဟုတ်ဘူးညခုံးပေါ်ကျွန်တော်တို့ကဒီကျွန်တော်တို့ကရုံးမှာထိတ်ခွာပြီးသူတို့ရဲ့လုပ်ငန်းကြီးကလဲပတ်နေတာဗျအဲ့လိုအခြေအနေရှိပါတယ်ဒါကြောင့်ကျွန်တော်တို့က ဒီအခြေအနေလက်ရှိဒီဖြစ်ခဲ့တဲ့လူငယ်ရဲ့အခြေအနေပတ်သက်ပြီးတော့ကျွန်တော်တရားမျှတမှုကိုကျွန်တော်တို့ဖော်ဆောင်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ဒါကြောင့်လို့ဆိုရန်ကုန်မြို့မှာကကျွန်တော်နေရာတွေမှာသူရဲ့ CCTV တွေရှိတယ်။ပြီးရင်ကျွန်တော်တို့ဒီကားပေါ့ကားရဲ့ကားရဲ့ယာဉ်နံပါတ်တွေရှိမယ်။အဲစသဖြင့်ပေါ့ဗျာကျွန်တော်အချက်လက်တွေ live ပို့လွှဲပါတယ်။ပြီးရင်ကျွန်တော်ရန်ကုန်မြို့မှာရှိတဲ့နေတိုင်ခိုင်းနေနီးရလဲမြင်းကြီးမှာရှိတဲ့နေတိုင်ခိုင်းနေဆိုင်နေများအများစုကလည်းကျွန်တော်တို့ဒီ CCTV တွေတောင်းလျှောက်ရှိပါတယ်။ကျွန်တော်တို့ဒီဟာကိုအဖော်ထုတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ပြီးတော့ကျွန်တော်နောက်တဲ့အခြေအနေတစ်ခုဖြစ်ခဲ့နေတယ်။အဲ့ဒါကကျွန်တော်စိုးစိုးဝါးပါ။ အဲ့ဒါကကျွန်တော်တို့ဒီရွှေပြည်သာမြို့နယ်အမှတ်ရှိရကောမှာဖြစ်ခဲ့တဲ့အခြေအနေပါဖြစ်စဉ်ကကျွန်တော်မေလာရှိရနေ့ကရွှေပြည်သာမြို့နယ်အမှတ်ရှိရကောတပင်ရွှေထီလန်းအမှတ်420နှီးစီအဆောင်မှာနေတိုင်းနဲ့အသက်21နှစ်အရွယ်အမျိုးသမီး22နှစ်အရွယ်အမျိုးသမီးနာမည်ကမတ်တီရီနွယ်သူကကျွန်တော်မေလာရှိရနေ့ညနေ3:30မိနစ်30အချိန်မှာနေငန်းနေရုပ်တရက်ပျောက်သွားတယ်ရုပ်တရက်ပျောက်တော့ကျွန်တော်တို့အဲ့မှာရှိတဲ့ဒီအဆောင်မှုကနေပြီးတော့သူတိုင်ချက်ဖွင့်တယ်ပေါ့ဗျာတိုင်ချက်ဖွင့်တယ်ရွှေပြည်သာမြို့မှာရဲစခန်းမှာတိုင်ချက်ဖွင့်တယ်တိုင်ချက်ဖွင့်တော့နောက်ဆုံးလိုင်းလိုက်ရင်လည်းနောက်ဆုံးလိုင်းလိုက်လည်းမိသွားတယ်ပေါ့ဗျာမိတော့ ီအဆောင်နေတဲ့သူအဆောင်နေတဲ့သူသူကလည်းနဲ့ဒီအမြင်မသိအမျိုးအမျိုးသားတွေကဒီလေးလံနေဒီအထုံကြီးနေပေါ့ဗျာအရောက်တူကိုင်ပြီးဆာလိုက်ကြီးတိုင်ပြီးတော့ဒီလမ်းမှာသူတွေ့လိုက်တယ်ပေါ့ဗျာတွေ့လိုက်တော့အဲ့ဒီလူကိုဖမ်းတယ်ပေါ့ဗျာဖမ်းဖမ်းဖမ်းပဲနောက်ဆုံးမိသွားတယ်အဲ့တော့ကောင်မလေးရဲ့အဓိကကတော့ဗျာဒီရွှေရငွေလေးတို့သူလှူတယ်ပေါ့ဖုန်းနဲ့ရွှေရငွေလေးလှူတယ်ပေါ့သူတို့လှူတဲ့ကာလာတံပေါ်က15သိန်း15သိန်းညာရှိပါတယ်15သိန်းရရှိရဲ့ကောင်မလေးစီက15သိန်းကလိုချင်လို့ကောင်မလေးကိုနောက်ဆုံးပြကျွန်တော်တို့လူတွေပဲဗဇက်ပိတ်တဲ့လူကပိတ်လေပင်ညစ်တဲ့လူကညစ်ပေါ့ ညတော့နောက်ဆုံးကောင်မလေးကဒီလေပြုံတွေပိတ်ပြီးတော့တေသွားတယ်တေပြီးတော့ကောင်မလေးကိုကျွန်တော်တို့ခုတ်ထိပ်ပြီးတော့စာလိုက်ထဲထည့်ပြီးတော့တွတ်လွှတ်ပလိုက်တာပေါ့တွတ်လွှတ်ပလိုက်တော့အဲ့ဒီသဘောဖြစ်တာပေါ့ကောင်မလေးကိုတတ်တဲ့လူကလည်းကောင်မလေးကဒီရင်းနှီးတဲ့မိတ်ဆွေကနေတတ်တာတတ်တာနောက်ဆုံးကျတော့တို့ရွှေပြည်သားမျိုးနဲ့အမတ်ဆက်လေးရက်ကွက်ဗိုလ်တိုက်ချွန်လန်းနဲ့မြို့ပတ်လန်းတော့ဒါကိုင်းတော်ညို့တော်တို့တွတ်လွှတ်ပလိုက်တော့ဗျတွတ်လွှတ်ပြီးတော့အလောင်းဖြောက်ခဲ့တယ်ပေါ့နောက်ဆုံးဒီလုံချိုးတဖို့ကနေပေါ်ထုတ်နိုင်ခဲ့တယ်ပေါ်ထုတ်နိုင်ခဲ့တယ်ပေါ်ထုတ်နိုင်တော့အဲ့မှာတို့ဆက်ဆက်တဲ့သူတွေဖမ်းဆီးရမိတယ်ပေါ့ဗျာ ။အဲ့မှာကျွန်တော်တို့ဒီတက်ဖြတ်တဲ့အလောင်းအလောင်းဖြောက်တဲ့မှာပါဝင်တဲ့သူကလည်းအသက်22နှစ်နှင်းစီအဆောင်လေးသူပြီးကျွန်တော်တို့ကြောစင်မောင်းပြီးကျွန်တော်အောင်မြင့်မြတ်အကောင်လေးဆိုကျွန်တော်အသက်က16နှစ်ပဲရှိသေးတယ်။အားလုံး၃ယောက်ပေါ့။၃ကိုကျွန်တော်တို့ဖမ်းဆီးပြီးအရေးယူခဲ့တဲ့အချိန်တွေရှိပါတယ်။ဒါတော့ကျွန်တော်တို့ရွှေပြည်တော်မှာဖြစ်ခဲ့တဲ့အချိန်တွေဒီကနေ့ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့အချိန်တွေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။